ရတ္တိဆိုတာဘာလို့စိတ်နဲ့မကောင်းမှုကိုရှာတာဝိတ္တိဆိုတာဘာလို့ကိုယ်နှုတ်နဲ့မကောင်းမှုကိုရှာတယ်။အခုလုံးပေါင်းလိုက်ပြီဆိုတော့ဘာဖြစ်သွားတော့ပြည်စုံသွားနော်အဲ့ဒါကိုတမျိုးလေးမှတ်ချင်တယ်ဆိုရင်အာရတ္တိဆိုတာအကုသိုလ်မကောင်းမှုကနေဝေးစွာရှောင်ခြင်းဝိတ္တိဆိုတာအကုသိုလ်မကောင်းမှုကနေကင်းအောင်ရှောင်ဒီလိုလေးလည်းမှတ်နော်ဆရာကြီးတကုံထွန်းမြင့်ရဲ့အလိုရတော့ဘလို့တော့ မတွေ့ခင်ကကြိုးပြီးတော့ရှောင်းထားတာအရတိတွေ့လာတဲ့အခါမှာအထူးအားစိုက်ပြီးတော့မလွန်ကျူးမိအောင်ရှောင်းတာဝိရတိဒါဘုဒ္ဓတလေးတွေပြောပြတာပါဟုတ်လားအဲ့လိုရင်းသားလေးအောင်မှတ်ရမှာလားတံပတ္တဝိရတိတမာရဏဝိရတိသဘုရှိတာဝိရတိလို့ပြောနေတာရတံပတ္တဝိရတိဆိုတာဘာပြောတာကျုံလာတဲ့အခါမှာလွန်ကျူးခွင့်ကျုံလာတဲ့အချိန်မှာမလွန်ကျူးပဲနဲ့ရှောင်းကျင်လိုက်တာဆိုကြပါစို့တတ်ဖို့အခွင့်ကျုံလာတယ်ဝတ္တလက်တတ်နိုင်တယ် ဆိုကြပါစို့မွေးတကောင်တွေ့တယ်ဟုတ်လားအဲ့ဒီမွေးကလည်းကိုကသူ့ကိုလည်းတက်လို့လည်းရအဲ့ဒီလိုအနေထိုးမြတ်ကိုကမတက်ဘဲနဲ့ရှောင်လိုက်တယ်ဒါပေမဲ့တို့တံပတ္တဝိရတိလို့ခေါ်တမာရဏဝိရတိဆိုတာကျတော့သူဆောက်တည်ထားတာတီလာ ဆောက်တည်ထားလို့ရှောင်ငါငါးပါးတီလာကိုထိမ့်မယ်ငါရှစ်ပါးတီလာကိုထိမ့်မယ်ဆောက်တည်ထားဆောက်တည်ပြီးတော့သူကရှောင်ကျင်အဲ့ဒါကိုတမာရဏဝိရတိဟုတ်လားသမုတ်ရှိတာဝိရတိဆိုတာမဲ့ညံဖူညံရသွားအရိယာဖြစ်သွားလို့ လွန်ကျူးခြင်းစိတ်ကို မရှိတော့အမြင့်ပြတ်မဲ့ညာဖြင့်ရှောင်ကျင်လိုက်တယ်။အားဆိုင်စရာမလိုတော့သူအများကြီးအားဆိုင်ပြီးတော့အတိရူးဉဏ်တွေကိုရသွားတော့နိဗ္ဗာန်ကိုမြင်သွားလို့အရိယာသူတော်စင်ဖြစ်သွားဒီမကောင်းမှုအကုသိုလ်တွေကိုမပြုခြင်းစိတ်ပြောခြင်းစိတ်ကိုသူ့မှာမရှိတော့အကုန်လုံးကုန်ခန်းသွားဟုတ်လားသူကတော့အမြင့်မြတ်ဆုံးပြီးတဲ့တီးမကောင်းမှုကိုသူ့အရှင်းနဲ့သူဖုံးဖုံးတော့မလုပ်နိုင်ဘူး လို့ရှောင်နိုင်ဖို့လုပ်တယ်။ကျုံလာရင်မလုပ်ဘူးဟဲ့။ဟုတ်လား။တကယ်လို့မကြုံဘူးဆိုရင်လည်းစောင့်သီးတဲ့အနေအထားဖြင့်စောင့်တည်ထားတဲ့အနေအထားနဲ့ရှောင်ခြင်းပဲ။ကြုံကြုံမကြုံကြုံရှောင်ဖို့နော်။နောက်ဆုံးတရားဓမ္မကိုကြိုးစားအထုတ်ပြီးတော့နေတာဘာအတွက်ကုန်လို့ရှောင်ခြင်းဖို့ကြိုးစားရရောက်လဲလို့မေး။အမှုရှိတဲ့ဝိရတိနဲ့ရှောင်ခြင်းဖို့ကြိုးစားရရောက်။ဟုတ်တယ်မဟုတ်လား။အညာပူညာရဖို့ဆိုတဲ့ရည်ရွယ်ချက်အန္တရာဝဒုက္ခကလွတ်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ဒီမြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ သတိပဋ္ဌာန်တရားအခင်ရှင်ပါအကျင့်တရားတွေကိုကျင့်မယ်ဆိုလို့ရှိရင်ဒါပါလို့အမှုရှိတာဝိရတိအတွက်ဘုန်းဘုန်းတော်ကကြိုးတင်ပြီးတော့စ조사အထုတ်နေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်